Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ကတော့အိမ်မှာ seafood baju တပင်းကျော်လေးကြော်စားဖြစ်လို့ပေါ့နော်လွှဲရတာလည်းအရန်လွယ်ကိုပြီးစားလို့လည်းအရန်ကောင်းတာမို့လို့လိုက်လောက်စားကြည့်ကြပါအောင်ရှင်ဒီနေ့ရောရာသီဥတုကနည်းနည်းလေးမိုးရွာတဲ့ပုံစံပဲမိုးရအောင်မိုးရအောင်လို့ဆိုတော့ နည်းနည်းအဝတ်ကလည်းလှမ်းစရာရှိတယ်။ဟိုမိုးကအုပ်လို့ဆိုတော့အဝတ်ကလှမ်းလို့တော့မရတော့ဘူး။ဒီအပင်လေးတွေလည်းရေမလောင်းတော့ဘူးလို့တော့ထင်တာပဲ။မိုးရင်းကရောက်တော့မှထင်တယ်။မိုးရင်းရောက်တော့မှဆိုတော့ကျွန်တော်အပင်ကြီးမြဲရင်းလောင်းဖို့တော့မလိုတော့ဘူးပေါ့နော်။ဒီနေ့တော့အပင်လေးတွေရေလောင်းစရာမလိုတော့ဘူးဆိုတော့အရှုထမင်းကြော်ဖို့အတွက်ပြင်ဆင်ပါတော့မရှင်။ဒါလိုက်ခဲ့ဒါပစံပဲနှစ်ပြားလေးတွေ50သားဝယ်လာတာအစိတ်သားလောက်ကိုတုတ်စားမယ်ကျန်တဲ့စိတ်သားလောက်ကိုကတော့ပျှူထမင်းကြော်ဖို့အတွက်ရတာလေးနေထားလိုက်မယ်ပေါ့နော် စားထည့်မယ်ချုံမထည့်မယ်ငေကောင်းထည့်မယ်စားလေးတွေထည့်ပြီးတော့အားလုံးနှံ့ဆက်အောင်တည်တည်ချာချာလေးညင်လိုက်ပါမယ်ရှင်ဒါဆိုရင်ထည့်နေတာလေးရပါပြီ။ခုမှဝယ်လာတဲ့ပြည်ကြီးကမလက်မကျော်ကန်နေကြလို့ရှိရင်တော့ဒါလေးကိုတော့ရှည်နည်းနည်းလေးဖြောမယ်ပေါ့နော်။ဒါကရှည်ပွဲပဲပါ။ရှည်လေးနည်းနည်းလေးနဲ့ပြုတ်လိုက်လို့ရှိရင်တော့အနှမ်းသက်တွေထွက်သွားတာပေါ့နော်။ မနေ့ကပင်လင်းစာပစူးထမင်းကြော်မှာဆရာပစွန်ထည့်မယ်ပြီးပါလို့ရှိရှင်ရေပွဲရေပွဲထည့်မယ်ပြီးချင်းကထည့်မယ်ဒါလေးကိုတန်ရှင်းဆက်ကြအောင်စီကြော်လိုက်ပါမယ်ပင်လင်းစာအရင်ကြိုက်တဲ့ထဲမှာမပါတဲ့အတွက်เนาะနည်းနည်းပဲထည့်ပါမယ်ဒါလေးကိုကျွန်တော်တို့ဒီကိစ္စတွေမှာထည့်သိမ်းထားလိုက်ပါမယ်ခုနကတော့လည်းကျွန်တော်တို့ပစွန်လေးလည်းသိမ်းပြီးပါပြီဆိုတော့ဒါလေးလည်းထည့်သိမ်းလို့မလို့ကဲခုဆိုလို့ဒီလိုရှိသေးနံလေးတွေကိုတော့ ပြင်ဆင်လိုက်ပဲကျွန်မလောလောဆယ်တော့ထမင်းဝါတင်ထားတော့ထမင်းဝါမကျက်သေးဘူးအတင်းနဲ့လေးလေးနဲ့ထမင်းဝါလည်းကြည့်သေးထမင်းကရာကန်နေနေပြီပေါ့နော်ကျွန်မကနှိမ့်လေစာတော့ဗတ်တခါတည်းတည်ထားတာဆိုတော့လေအဲ့တော့ဒါနှိမ့်လေစာတော့ကိုကျွန်မတက်ခွဲလိုက်တာပေါ့နော်ဒါခမင်းကြော်မဲဟာတက်တက်ပါရှင်ယူဒီစိလေးတွေကိုတိတိလေးတွေကကြီးနဲ့ကြိုက်ထားလိုက်ပါမယ် ပြည်သာဆိုလို့ရှိရင်တော့ကျွန်တော်အသီးနှံလေးလည်းပြီးသွားပြီအသီးနှံကပန်းပွင့်နဲ့ဥနေနဲ့ပူစားပဲလေးထိထားတယ်ပြီးတော့မြူသီးစိမ့်ကိုတော့ဒီအနေထားလေးထည့်ထားပါတယ်မြူသီးစိမ့်ကတော့ဒီထက်ပိုပြီးတော့ကြိုက်တဲ့သူအဆက်ပိုကြိုက်တဲ့သူကဒီထက်ပိုထည့်နိုင်တယ်ကျွန်တော်စွတ်တပ်ဖြူကိုလည်းတရားရိုက်ွားပြီးဆိုလို့ရှိရင်တော့ကျောဦးပြင်ဆင်တော့မယ်အဲ့တော့မနေ့ကတော့ကျွန်တော်တို့ဝယ်ထားတဲ့အဟိုဟုတ်ပါလေပီကြီးကနော်ပီကြီးကနဲ့ရေပွဲနဲ့ကတော့ပြန်ပြီးတော့ပြုတ်ပဲပေါ့ကျန်လို့ပိုခွဲလို့ရပါတယ် စားရည်လေးနဲ့ပြုတ်လိုက်တယ်ပေါ့နော်ဘာလို့လဲဆိုတော့စားရည်နဲ့ပြုတ်တဲ့ခါကျရင် तू ကအငန်တက်တွေပါတစ်ခါတည်းထောက်ရခဏလောက်ပဲပြုတ်ပါပါအကြိုက်ပြောလို့ရှိရင်မောင်းသွားမှာဆိုလို့ပေါ့နော်ခဏတော့ပဲပြုတ်ပါမယ်ကြီးရတာလေးရတော့ပိုင်ပါလေတော့အေးပြန်လာလေးရတော့ဒီလိုရှိရင်တော့ထင်းရတာလေးစားနိုင်မယ်ပေါ့နော်စားထည့်ပါမယ်ဒါကတော့ချုံမုံလေးထည့်လိုက်တာပေါ့နော်ခရီးစီလေးထည့်ပါမယ် ။နောက်ဆုံးမှာတော့ပဲငပြားရေးထည့်လိုက်ပါမယ်ရှင်။ရင်ရတာတွေအားလုံးနဲ့ဆက်သွားအောင်တရားလေးနေသွားလိုက်မယ်ပေါ့နော်။ဒီလိုတော့တော်တော်ဒီလေးကိုစီးတက်လိုက်ပါမယ်။ဒါညိုပြီးစိတ်မုတ်လေ။ဒါကတော့အရှင်စစ်စီးတက်ထားပြီးသားဖြစ်တဲ့ညိုပြီးစိတ်မုတ်လေးပါရှင်။ ိုင်းเนาะပစ္စုံလေးမနေ့ကရတာနေပြီးတော့နှက်ထားတဲ့ပစ္စုံလေးကိုထည့်လိုက်ပါမယ်ရှင်။ဒါတော့ခုနကပြစ်ထားတဲ့စာရင်းနဲ့ပြုတ်ထားတဲ့ပေါ့နော်။ပြင်းနေစာလေးပါရှင်။ပြင်းနေစာဆိုတာတတိကြီးကနဲ့ရေပွဲပေါ့။ဒီเนาะလှိထားတဲ့အသီးနှံလေး၃မျိုးထည့်လိုက်ပါမယ်။ ရတာအနေနဲ့ကတော့အချိုးမုံနဲ့ QC နဲ့ထည့်မယ်ပေါ့နော်။စားဟိုကတော့လိုမထည့်ပါမယ်။ကျွန်တော်ပရင်လင်ဇာပါနေရဲ့ပေါ့နော်။ဒီကြီးကနေရေပွဲပါနေရဲ့တော့ပဲတော့လေ။ဟိုစားမလိုမှဆိုတာကြောင့်ကျွန်တော်စားကိုလိုမှပဲလိုအပ်မှပဲပေါ့နော်။နီးကြည့်ပြီးမှလည်းထည့်ပါမယ်။ရေပေါင်းမုံလေးထည့်လိုက်ပါမယ်ရှင်။ဒါဆိုလို့ရှင်တော့သမီးလေးခတ်ထည့်လိုက်တော့ပါမယ်။

ါတော့အငူးသားပြဆိုင်ကိုထည့်ပေးမှုပေါ့နော်အငူးသားလေးကဆိုင်မှာထိုင်နေတဲ့ခါကျတော့အမြဲတမ်းကျွန်တော်နဲ့အတူတူမစားဖြစ်ပါဘူးအဲ့တော့ဆိုင်ကိုထည့်ပေးဖို့ပါရှင်လာဖုန်းမခလေးရေတားရေအဲ့မှာစီးပွားကဖြစ်မော်လမြန်ပါလေ။ပနေချက်နေလို့ပြောင်းတယ်။အဲ့ဒါပါလား။ အဲ့ဒီအရှင်လေးလောက်လိုက်တယ်ပေါ့နော်အချင်းဝါကျမကောပြီးရေမုံလာဥနီရေရုပ်သီးစိတမီဥသီးနဲ့ချိုမုံစားလေးထည့်ပြီးရောပဲပေါ့နော်အဲ့ဒီလေးပဲလောက်လိုက်ပါရရှင်အကောပြီးချင်းနေရာမှာကျမတို့ဘိတ်ချင်းလေးလှူစားလို့ရတယ်ပေါ့နော်ဆန္ဒတော်လို့ပြပြဆိုရင်ပစ္စည်းလေးတွေနေရာချပြီးကိရှင်စီချုပ်ပါပြီးနေရာချလိုက်ထားမယ်ပေါ့နော် ပါမြင်ရတဲ့အတိုင်းပဲစေကြောစရာတွေအများကြီးနေဒါတော့ဘလော့တွေမှာလည်းကျမတို့မိသားစုတွေဘာတွေစားပြပြီးတော့ဘာတွေချက်ပြပေးမယ်ဆိုတာကိုဆက်လက်ကြည့်ရှုပြီးတော့အားပေးကြပါဦးနော်စေကြောလိုက်ပါဦးမရှင်အားလုံးပဲတတ်တာ